အမိုရင်းကိုအချိန်ဘလောက်ပေးဆက်သွားမလဲဆိုတာပြပြလာတဲ့မန်ယူအသင်းပိုင်ရှင်ဆာဂျန်ရက်ကလစ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပူးတွဲပိုင်ရှင်ဆာဂျန်ရက်ကလစ်က နေပြရူဘင်အမ်မော်ရင်ကိုဆိုးရွားနေတဲ့အသင်အခြေအနေတွေကိုပြောင်းလဲပြဖို့ရအတွက်အချိန်ဘလောက်ထိပေးသွားမလဲဆိုတာကိုပုံပွင့်လင်းလင်းထုတ်ဖော်ပြောဆိုလာပါတယ်ပေါ်တူဂီသားအမ်မော်ရင်ကယူနိုက်တက်နေပြရာဒူးကိုလွန်ခဲ့တဲ့တနင်္လာနေ့ကစတင်တာဝန်ယူကင်တွေခဲ့တာဖြစ်ပြီးတော့တနေ့တာအုံလွန်သွားပြီးတဲ့အချိန်မှာအသင်းကတိသာထင်ရှားတဲ့တိုးတက်မှုမျိုးကိုမမြင်ရသေးပဲအလွန်ခက်ခဲတဲ့ကာလတစ်ခုကိုသာဖြတ်သန်းနေရပါတယ် Sporting Lisbon မှာအောင်မြင်မှုအလီလီစိုက်ထူနိုင်ခဲ့တဲ့ Amorin အတွက်တော့ ့ Old Trafford ကဘဝကမျော်မှန်းထားတာနဲ့လက်တွေ့တခြားစီဖြစ်နေရလို့ဆိုနိုင်ပါတယ်။မန်ယူအသင်းကဘေကရယာဒီမှာဆိုရင်အဆင့်15နေရာအထိ ရောက်ရှိခဲ့ပြီးတော့ Europa League Final မှာ Spa အသင်းကိုရှုံးနေခဲ့တာကြောင့်ဒီယာဒီမှာတခြားအသင်းတွေက ။ဥရောပပွဲတွေကန်နေရတဲ့အချိန်ဒီအတိုင်းထိုင်ကြည့်နေရပါတယ်။ရိုယာတီမှာဆိုရင်လည်း Brian Ambumo, Matthias Cunha နဲ့ Benjamin Sesko တို့ကစားသမားတွေကိုခေါ်ယူခဲ့ပေမဲ့ရလဒိယအများကြီးတိုးတက်လာခြင်းမရှိသေးပါဘူး။စနေနေ့က Sunderland ကိုအနိုင်ရတဲ့ပွဲကအနေနဲ့အထောက်အကူဖြစ်ခဲ့လို့တော့ဆိုနိုင်ပေမဲ့မန်ယူတင်းကတရားဒီခုနှစ်ပွဲကစားပြီးမှရာမတ်ဆယ်မန်းနဲ့အဆင့်30နေရာကိုရရှိနေပါတယ်။ Amorin ကကာရာဘောင်းဖလားမှာလဲတတိယရန်အဆင့်က Grand Bay Town အသင်းကို Ben ဒီနဲ့ရှုံးနေခဲ့တာကအရှက်ရစရာအလွန်ကောင်းခဲ့ပါရယ်ဒီအတွက်အမ်မိုရင်ကိုအရစ်တဟန်နေရာမှာအစားထိုးဖို့ခေါ်ယူခဲ့တဲ့အသိန်းပိုင်ရှင်တွေရဲ့အိမ်မက်ကတစိုးတစည်းတောင်မှအကောင့်ထဲမပေါ်သေးဘူးလို့ဆိုရပါမယ်ဒါပေမဲ့လည်း ref click ကတော့ဒီအချိန်နဲ့ပတ်သက်လို့အစိုးရအမျိုးမရှိပဲနေပြဘဝမှာအောင်မြင်ကြတဲ့နေပြအများစုက အစပိုင်းမှာရုံးခံရတတ်ကြထုံးစံမဲလို့ပြောဆိုကာကွယ်လာပါတယ်။ Silas Ferguson တို့ကဆိုရင်လေသူရဲ့ပထမဆုံးနှစ်နှစ်အတွင်းမှာတော့ထုတ်ပယ်ခံရဖို့တောင်းဆိုတဲ့နေကျေလောင်ခဲ့တာကိုကျွန်တော်မှတ်မိပါတယ်။ အာဆနယ်ကမီခဲလ်အာတီတာကိုလည်းကြည့်လိုက်ပါပထမဆုံးနှစ်နှစ်မှာသူစိတ်ပျက်စရာကာလကိုဖြတ်တန်းခဲ့ရပါတယ်ကျွန်တော်တို့ကနောက်ဆုံးမှာရလဒ်ကောင်းတာမျိုးဥတီကြတဲ့သူတွေပါဒါပေမဲ့ကျွန်တော်တို့စိတ်ရှည်ရပါမယ်ရလဒ်တီကိုကြော်ပြီးတော့ကြည့်နိုင်ရပါမယ်အဲဒီမှာကောင်းတဲ့အရာတွေအများကြီးရှိနေတယ်လို့ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့ဆိတ်ရှိရပါမယ်ကျွန်တော်တို့မှာရေရှည်အစီအစဉ်ရှိပါတယ်ဒါကမီးခလုတ်တစ်ခုလိုတန်းပြီးတော့ဖွင့်လိုက်လို့ရတဲ့အရာမဟုတ်ပါဘူးရူဘင်နေနဲ့သုံးနှစ်အတွဲမှာသူဟာဒီအသင်းနဲ့ကိုင်းညီတင်တော်တဲ့နေပြတူဖြစ်တယ်ဆိုတာကိုသက်သေပြဖို့လိုပါတယ်ဆိုပြီးတော့ Redcliffe ကဆိုပါတယ်ဆက်လက်ပြီးတော့လည်းအင်တာဗျူးရတဲ့သူက Amorin ကိုအသင်းမှာအောင်မြင်နိုင်ကြောင်းပြသဖို့အတွက် အချိန်သုံးနှစ်ပေးသွားမှာလားလို့မေးတဲ့အခါ Radcliffe ကဟုတ်ပါတယ်ကျွန်တော်အဲ့လိုပဲလုပ်မှာပါအချိန်သုံးနှစ်ပေးသွားမှာပါဘာလို့လဲဆိုတော့ဘောလုံးလောကဆိုတာညရင်းချင်းပြောင်းလဲသွားနိုင်တာမဟုတ်လို့ပါဆိုပြီးတော့ဖြည့်ဆို့သွားခဲ့ပါတယ် Radcliffe ရဲ့နောက်ထပ်ရေရှည်အဆီဇင်တစ်ခုကတော့အရင်တော့လိုအင်အားမကြောင်တင်တော့တဲ့ Man U Academy ကိုပြန်လည်အသက်သွင်းဖို့ကြိုးစားနေရပဲဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းစဉ်ကိုဦးဆောင်ဖို့အတွက်ဆိုပြီးတော့မကြာသေးခင်ကမှ Steven Tobiko ပါ Brandfo ကနေခေါ်ယူခဲ့ပြီးတော့ Radcliffe God. ဒါဟာအနာဂတ်မှာငွေကြေးအရပါအထောက်အကူဖြစ်စေမယ်လို့မျှော်လင့်နေပါတယ်။မန်ယူအကယ်ဒမီကတခြားအသင်းတွေနဲ့ရှင်မယ်ဆိုရင်အများကြီးခင်းအောင်ကြကြံနေခဲ့ပါပြီ။အသင်းတစ်သင်းမှာအရေးချင်းရှိတဲ့လူငယ်တွေကိုအငြင်းတန်းထုတ်လုပ်ပေးနေတဲ့အကယ်ဒမီကိုလိုအပ်ပါတယ်။ဒါကအသင်းဝင်ငွေကြေးအရလည်းအကူအညီဖြစ်စေပါတယ်။ဒါကမိခလုတ်လိုချက်ချင်းဖွင့်လို့ရတဲ့အရာမဟုတ်ပါဘူး။အကယ်ဒမီပြဿနာကိုညရင်းချင်းဖြေရှင်းလို့မရပါဘူး။အချိန်ယူရပါမယ်။ကျွန်တော်တို့အကယ်ဒမီဒါရိုက်တာအသစ်ကိုအခုမှခေါ်ယူခဲ့တာပါဆိုပြီးတော့ Redcliffe ကပြောဆိုသွားခဲ့ပါတယ်။ င်ဗီဒီယိုလေးအစုံလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှင်